င်္ဂလာပါရှင်။ရသားသွန် channel ကနေပြီးတော့ပရိသတ်များအားလုံးကို ပြန်လည်ပြောကြည့်ဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူနိုင်မင်းရမညအရေးတာထားတယ်။ဖန်ကောင်းတဲ့ကတတဝါဆန်းဆိုတဲ့ဇလန်လေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးသွားကြပါမယ်။ဇလန်လေးနားမစင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်ပြီးတော့ဗီနာက note ခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ ဟောင်းနှန်းစပြုတ်နေပြီဖြစ်တဲ့ဘန်ကားလေးတစ်စီးဟာတောအတွင်မှာမွေလင်မွေကောက်လမ်းကျမ်းပေါ်မှာတဒိမ့်ဒိမ့်တုံခါမောင်းနေနေရဲ့ခရီးတဲ့ခုနှစ်ယောက်နဲ့သူတို့ရဲ့ပစ္စည်းပစ္စယပြီးရဲ့ဝန်တော့ဝန်ပေါ်ကြောင့်အင်ဂျင်တန်မှာအာယုန်ကြီးညို့နေတရာပုံစဲချင်းကိုခုံမင်းနဲ့လူကပိကနောက်ဆုံးခုံတန်မှာနေထိုင်နေတဲ့သူ့ရဲ့မက်ဆုဆောင်ထဲမှာတောအုပ်ရဲ့စန်းကျဲညို့မိုင်းနဲ့အလှတရားကိုအနုစိတ်ထဲမုံလျက်ရှိရဲ့သူ့ဘေးမှာတော့အသင်းအဖွဲ့မှာဂျူနီယာတောဘက်မှာ ဥဆောင်တို့စိတ်ပြင်းပြတယ်။အမကဖုန်းကိုကြည့်ကဆယ်လူလာလိုင်းပျောက်ဆုံးနေခြင်းအတွေ့မကြိမ်မနဲ့ရေရွနေရဲ့။ချိန်မှာတော့စိတ်လုံရှားလွယ်သူ ပြပီးခန္ဓာမငြိမ်ပဲခြေထောက်ကိုလှုပ်ရမ်းနေသလိုအိုလီဗာကတော့ပရင်းပေါ့အပြင်ဘက်ကိုအတွေးနေချိန်ငေးမော်ရင်လက်ကျက်ထဲမှာတန်ဆင်တွေနားရဲစိတ်ဝင်နေစေဖို့အတန်တုံးညင်းစွာဖွင့်ထားတယ်။စကားနဲ့လာတဲ့ဆိုဖီမှာရှေ့ခုံမှာထိုင်ပြီးသူတို့ရဲ့ရှင်မောင်းချက်ကိုမကြမကြခိုးပြီးအကဲခဲကျင့်နေတတ်တဲ့ တို့အဖွဲ့ရဲ့အကိုတင်တဲ့ဆရာတို့ဖြစ်တဲ့တွန်ကတော့ညနေထားတည်တည်နဲ့ကော်ဖီဘူးကိုကိုင်ကဆယ်ကျော်တက်တို့ရဲ့ကြည်ကြည်ကြကြစကားသံတွေကိုအရေးမဆိုင်ရန်ပြုတ်နေရဲ့လီလီမာတော့နောက်ခေါ်မှာတိတ်ဆိတ်စွာထိုင်ရင်းနဲ့သူမရဲ့တစ်ပင်ပန်းမှန်လေးလာရေးမှဆူစာကိုစဲဝင်တစားလှန်လောကြည့်ရှုနေရဲ့သူတို့ဟာမြောက်ပိုင်းတောင်ကုန်းလေးစီကိုကွင်းစင်လေးလာရေးခရီးတစ်ခုဖြစ်ထွက်ခွာလာခဲ့ကြခြင်းဖြစ်တဲ့တိတ်သေးလာရင်ရှေးအောင်တစ်တော်ကြီးအတွင်တစ်ပင်ပန်းမှန်နဲ့တလေးဆန်ငယ်ရဲ့ နမူနာတွေစုဆောင်ကဇီဝဗေဒဆိုင်ရာလေလာမှုပြုဖို့ရည်ရွယ်တယ်။အစီအစဉ်မှာရိုးရှင်းလာတဲ့နမူနာပစ္စည်းတွေစုဆောင်မယ်။မှတ်စုတွေမှတ်သားမယ်။ကျောင်းရဲ့သိပ္ပံပြပွဲတွေဓာတ်ပုံတချို့ရိုက်ကူးမယ်။ဒါပေမဲ့နေလုံးနေရက်ကအနောက်ဘက်ကိုတပြေးပြေးဝင်လာတဲ့အမျှသိပ္ပံကြီးတွေကြားမှာအရေးရှိပြီးကြာရောက်လာတဲ့အခါဘန်ကာအတွဲမှာနေတူးကညီငွေဝယ်ရာမှာစိတ်မလုံးကြုံမှုစီကိုတွေ့ရပြေကိုပြောင်းလာတယ်။ချက် ဒီလက်အသေးစားလို့လားဗျာအမ်မားကရှေ့ကောင်စီကိုကိုကိုင်းရင်နဲ့စိုးရင်တန်နဲ့မေးလိုက်တယ်ကားလမ်းမှာတဖြည်းဖြည်းကျင်းမြောင်းလာပြီးကဲတရာလမ်းအစားတောင်းစရိခင်လမ်းကျန်းဖြစ်ကိုပြောင်းလဲသွားခဲ့ပြီမြေပုံထဲမှာတော့ဒီတိုင်းပဲပြထားတယ်ဂျက်ကမျက်မှောင်အနည်းငယ်ကြုံရင် GPS ကရိယာကိုစိုးစားကြည့်လိုက်တယ်ဒီလမ်းအနေသွားရင်တနိုင်လောက်ချိန်ကုန်သက်တာမယ်လို့ဆိုရယ်ဒါပေမဲ့ကြည့်ရတာတော့လူသိအတုံးမပြူတော့တဲ့လမ်းဟောင်းချင်းနဲ့တူရဲကွာဘသူမှသိမသိရဲ့လမ်းထဲကိုများ လမ်းကြောင်းပြောင်းလာလားမသိဘူး။ဇင်းကတော်တော်ရွှေရွှေလာရ။အမ်မောကသူ့ကိုမျက်စောင်းထိုးကြည့်လိုက်တဲ့သူတို့ဟာရှေ့ကိုဆက်လက်မောင်းနေကြတယ်။တက်တော်မှာပုံပုံနဲ့ဆိုင်ထိုးထက်လာပြီးမြင်မလာတဲ့တစ်ပင်သေးပေမှာတော့အတန်းတွေကင်းဆောင်နေပမာမိုးကောင်းကင်ကိုထိုးထောင်ရင်းရှိရဲ့။ရုတ်တရက်ဘန်ကဆောင်းကနေတစ်ချက်ရင်းထိုးပြီးနောက်ရက်တန်သွားတယ်။လမ်းမပေါ်မှာတက်တန်းရင်တစ်ပင်စီတစ်ပင်ဟာလဲကြပိတ်ဆို့နေပြီးလက်ကောင်းရဲ့အကိုင်းခဲတွေကလမ်းတစ်ခုလုံးကိုပိတ်ဆို့ထားလိုက်ရဲ့။ကဲ အခုဘယ်လိုလုပ်ကြမလဲလူကတ်ကသူ့ရဲ့ပုံဆွဲစာကိုပိတ်လိုက်ရင်းနဲ့တက်ပြဲရှာလိုက်တယ်။ဇက်ခါကားပေါ်မှာဆင်ကတဲ့ပင်ကြီးကိုဆက်စည်းကြည့်ရှုပဲ။ဒီပင်ကြီးကိုတော့ငါတို့ဖယ်ရှားနေမှာမဟုတ်ဘူး။တတော်ကြီးရဲ့ဟိုဘက်ကလမ်းကြိုလေးကိုပဲရွေးရမယ်ထင်တယ်။သူကညာဘက်ကိုတွေ့တန်းနေရဲ့။မျက်ပင်တွေဖုံးလန်းနေရဲ့။မိန်ဖြောဖြောလမ်းကြိုလေးတစ်ခုကိုလက်ညှိုးညွှန်ပြလိုက်တယ်။ဒါကတေးရဲကားရဲ့ဇဝင်ကန်တစ်ခုလိုပဲနော်။အိုလီဗာကနှစ်ချက်ကိုဆွဲပြော်ရင်မှတ်ချက်ပြောတယ်။ ဒီလမ်းကိုတကယ်သွားကြမှာလားငါတို့မှာတခြားရွေးစင်မှာမရှိအားချက်ကရင်မောင်းခုံပေါ်ပြန်တက်ထိုင်ရင်ဆိုရယ်ဒီနေရာမှာတညလုံးစက္ကန်းချနေခြင်းကြလို့လားမတက်တာရဲဆုံးသူတို့ဟာအဲ့ဒီလမ်းကြိုလေးတဲ့ကိုခရီးဆက်ခဲ့ကြရတယ်ဘန်ကာမှာတင်းမြင့်သစ္စာတွေနဲ့လမ်းကျရဲ့တန်းကြောင့်တဒိန်တိန်ရင်ထူလောက်ခါနေရဲ့မယနေငယ်ကမောင်းနေလာပြီးနောက်တစ်ပင်တွေကြောင့်မအရေးမဲတော့ကိုရုတ်တရက်ထွက်ပေါ်လာပြီးတော့ဘန်ကာကိုဝိုင်းရန်လိုက်တယ်သူတို့ဟာမျက်နှာဖုံးတွေစွတ်ထားပြီး ၊လက်ထဲမှာတနက်ကိုစီကိုင်ဆောင်ထားတဲ့လူကျန်း၃ယောက်ဖြစ်တယ်။တယောက်ကကားတကားကိုဆောင်ဆွဲဖွင့်လိုက်ပြီးချက်ရဲ့နှထင်ကိုတနက်နဲ့တိတ်ချင်လိုက်တယ်။မောင်စဲအဲ့ဒီသူကအေးဆက်တဲ့လေးတန်းနဲ့အမေပေးရဲ့။လှိုင်ကောင်းစီကိုသွားအကြံဖန်လို့ဖို့စိတ်မကုန်နဲ့။ကျဲကြောတဲ့အလုံးရုပ်ကြီးဆိုတယ်လို့တိတ်ဆိတ်သွားကြတယ်။အမ်မဟာသူမရဲ့လက်ထဲမှာဖုန်းကိုတည်တည်ဆုပ်ကိုင်ထားမိရဲ့။ဇင်းရဲ့ခြေထောက်မှာလည်းရက်တန်သွားပြီးလူကရဲ့လက်ထဲမှာအခဲထဲမှာတော့စောက်ကင်ထိုင်ရင်ကျိုးသွားခဲ့တယ် ဆိုဖီကတော့ကြောက်လန့်ကြားနေလီလီရဲ့လက်ကိုအာကိုတကြီးစုပ်ကင်ထားမိတယ်။တွင်မှာတော့ဒေါ်သာရိတ်တန်းနေရဲ့မျက်လုံးတွေနဲ့လူကျမ်းတွေကိုစိုးစားကြည့်နေပြီးမဲ့အချိန်လေးကိုညီသက်စွာအကဲခံနေရတူတယ်။ခမရတို့ဘာလို့ကျင်းတို့လဲ။ဇက်ကလက်တွေတောင်းရင်းနေကြမှာအာယုံမေးလိုက်တယ်။မဆက်ပိတ်ပြီးငါတို့ခိုင်းတဲ့အတိုင်းမောင်းစဲ။လူကျမ်းတွေရဲ့ခေါင်းဆောင်ဖြစ်ရန်တူတူကအသက်မမာနဲ့ပြန်ပြောတယ်။နိုင်ကောင်းတွေမှာငါတို့ပစ္စည်းတွေရှိရဲ။အဲ့ဒီကိုမင်းတို့ကလည်းပို့ပေးရုံပဲ။ အသက်ရှင်ခြင်းငါတို့ပြောတာကိုနားခံကြ။၎င်းလူကျန်းတွေဟာလွန်ခဲ့တဲ့3လခန့်ကလန်ဒန်မြို့ရှိဘန်တခုကိုဝင်ရောက်စီးနင်းခဲ့ပြီးနောက်ရရှိလာတဲ့ရွှေတန်နဲ့ငွေသားတွေကိုဒီတော့နယ်အတွင်းမှာနိုင်ငံတစ်ခုမှာလာရောက်ဖက်သိမ်းထားခဲ့ကြတဲ့တရားခံပြည်တွေပင်ဖြစ်တဲ့ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုကိုရှောင်တရင်သူတို့ရဲ့ထွက်ပြေးရရင်မှလည်းဒီတော့နယ်ထဲမှာပင်စီကုံခန်းသွားခဲ့တာသုံးလနေပါရှိပြီးဒါကြောင့်မင်းလမ်းဖြတ်လမ်းပေါ်မှာတိပိကိုတမင်လှဲချကဖြတ်တန်းလာမဲ့ ဖဲရင်ကိုမစိုးစောင့်ဆိုင်နေခဲ့ပြီးအကိုကဒီပန်ကားကိုဒဇာကန်ဖြစ်အသုံးချကသူတို့ရဲ့ပစ္စည်းတွေရှိရာလှိုင်ကောင်းစီကိုတွားရောက်ဖို့ကြံစီခဲ့ကြခြင်းဖြစ်တဲ့ကားလန်ကျောင်းမှာအောက်ဖက်ကိုတဖြည်းဖြည်းနှိမ့်ဆင်းသွားပြီးသစ်ပင်တွေရှင်းလင်းသွားတဲ့အခါတောင်ကုန်းတစ်ခုရဲ့ဘေးဆောင်မှာထွေးပေါက်ထားဟန်တူတဲ့လှိုင်ကောင်းစီတစ်ခုကိုထင်ရှားစွာနဲ့မြင်တွေ့လိုက်ရတယ်။လှိုင်ကောင်းအဝင်ဝါမှာမြို့ကုန်းငွေတွေနဲ့ဖုံးလွှမ်းနေပြီးပဝန်းစင်တွေတို့ရဲမှာ ဘယ်လိုမှမသိနိုင်တဲ့အေးဆက်ဆက်ခံစားမှုတစ်ခုကလွှမ်းခြုံနေရဲ့ဆက်မလူကျန်းတယောက်ကအတန်ကျဲစွာအမေပေးပြန်တယ်မရတော့ဘူးဂျက်ကအတန်အက်ကွဲစွာနဲ့ပြန်ဖြေရဲ့အင်ဂျင်ကရက်သွားပြန်ပြီဘန်ကတဒုတ်တုတ်မိတဲ့အနေငယ်ပေးပေးနောက်လုံးဝရက်တန်သွားကထိုးစက်တဲ့တိတ်ဆိတ်မှုကသူတို့အလုံးကိုဝါမျိုသွားတော့တယ်လူကျန်းတယောက်ကစိန်စိန်ရင်နဲ့ကားရှိပဲ dashboard ကိုလက်သေးနဲ့ထိုးနှက်လိုက်တယ်အခုကြကြင်ကားဆက်ပြန်လို့နိုင်စမ်းစူးစမ်းနေရပဲ ကြက်ကတော့ကိုအချိန်ချင်းနဲ့ရင်နဲ့အော်ပြန်နေဒါမှမဟုတ်မမထူးကြပြီအင်ဂျင်မှာလုံးဝတေးသွားခဲ့ပြီရုတ်တရက်လူကျန်းတယောက်ကသူ့ရဲ့ခါးကြားမှာလက်ကရေဒီယိုစကားပြောစစ်ကိုဆွဲထုတ်ပြီးအက်ချက်ချင်းလာခဲ့ဒီမှာကကပြဿနာတက်နေရဲ့အဲ့လိုအော်ဟီပြောဆိုလိုက်တဲ့ဒါမှမဟုတ်ရေဒီယိုမှာပြန်ကြားတဲ့အစားတတိတိမိတန်တွေသာထွက်ပေါ်လာတယ်လူကျန်းတွေကတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးသူတို့ရဲ့မျက်နှာဖုံးတွေအမှစိုးရိမ်မှုအရေးအယံတွေပေါ်ထွက်လာကြတယ် သူတို့ထဲမှာတယောက်ကဒီနေရာကလိုင်းမကောင်းဘူးလို့ငါအစရပြောသားပဲအဲ့လိုတူတူလေးညှို့ညူလိုက်တယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်စာရေးသူနိုင်မင်းရမညရေးသားထားတယ်နိုင်ကောင်းတဲ့ကတတဝါဆန်းဆိုရဲဇလန်လေးရဲ့အပိုင်းတေကတော့ဒီမှာနေပေးပါပြီနားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်